ဒီဇလန်က black hollow ဆိုတဲ့မြို့လေးမှာဖြစ်ပျက်နေတာပါမြို့ဆုံးမှာချိန်စာတင်နေတဲ့တင်းကြိုင်တစ်ခုရှိတယ်ကြီးရွာသားတွေကဒီတင်းကြိုင်အကြောင်းမပြောကြဘူးဒါပေမဲ့ဒီနေရာကိုနှောက်ရမိရင် ရှေးဟောင်းတစ်ခုခုစာလောင်နေတဲ့တစ်ခုခုလို့ထလာမယ်လို့ဒန္တာကြီးတွေရှိတယ်ဒါပေမဲ့အချိန်ကုန်လွန်လာတာနဲ့အမျှဒီတတိပေးချက်တွေကရှေးရိုးဆွဲပုံမြင်တွေလိုပဲဖြစ်လာခဲ့တယ်ဒီနေ့မှာစွန်စားလို့လေဆယ်ကျော်တက်အုပ်စုတစုကဒီဒန္တာကြီးကိုစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ် ။အောလတ်ခကအုပ်စုရဲ့ရဲရင်တဲ့ခေါင်းဆောင်ဖြစ်တယ်။သူကဒဏ္ဍာရီတွေကိုမယုံကြည်ဘူးစွန့်စားလိုတဲ့စိတ်ရှိတယ်။မိုင်းကတော့အောလတ်ခရဲ့မိတ်ဆွေဖြစ်ပြီးတန်တရားဝင်သူဖြစ်တယ်။သူမကတတိထားမိတဲ့သူဖြစ်ပြီးကျင်းစာအကြောင်းတတိပေးတယ်။ဝီယိုနေဂျိတ်စိန်ခုံမှုတွေကိုအမြဲတမ်းစိတ်ဝင်စားကြသူတွေဖြစ်တယ်။သူတို့ကတင်ញိုင်းကိုတွားကြည့်ဖို့စိတ်အားထက်သန်ကြတယ်။သူတို့၄ယောက်ကလာပညာရဲ့အလင်းရောင်အောက်မှာတင်းကျိုင်းတဲ့ကိုဝင်ရောက်လာကြတယ် လေဒူးကထူထဲနေပြီးဆူဆွတ်တဲ့မြေနဲ့ဆွေးမြေ့နေတဲ့အရွက်တွေရဲ့အနမ်းတွေနဲ့ပြည့်နှက်နေတယ်လေကတစ်ပင်တွေကြားမှာတိုးတိုးတန်ပြူနေပြီးအတန်တွေနဲ့ဆင်တူနေတယ်သူတို့ကမှုဆွဲနေတဲ့ကျူးပဲ့နေတဲ့ဂူကြောက်တိုင်တွေကိုကြော်ဖြတ်ပြီးတင်းကျန်းရဲ့ရှေးကြဆုံးနေရာကိုရှောက်သွားကြတယ်အဲ့ဒီနေရာမှာလာပညာရဲ့အလင်းရောင်အောက်မှာဂူတစ်ခုတည်းရှိနေတဲ့မြေပုံတစ်ခုနဲ့ရေးထားတဲ့စာတစ်ခုရှိတယ်အီနီယာရဲ့အလစ်ဘလော့ကိုအာ မြုပ်နှံထားသည်သူဘယ်တော့မှပြန်မထလာပါစေနဲ့ဂျေကရေမောလိုက်တယ်သူဘယ်တော့မှပြန်မထလာပါစေနဲ့သူကသွေးဆုပ်ဖုတ်ကောင်လာမေရကခြေကုံလက်ပန်းကျသွားတာကို ခံစားရတယ်မဟုတ်ဘူးပိုဆိုးတယ်အော်အကာကတန်တရားဝင်သူဖြစ်ပြီး သူ့ကြောဘိုးအိတ်ထဲကကော်ပြားတစ်ခုကိုထုတ်ယူလိုက်တယ်တိကျရင်တစ်ခုလေးတော့နီလန်မယ်မေရကခြေကုံလက်ပန်းကျသွားတယ်အော်အကာမလုပ်ပါနဲ့ ဒါပေမဲ့နောက်မှဖြစ်လာမယ့်အရာကိုမတားဆီးနိုင်တော့ပါ။ဂေါ်ပြရဲ့တတူကမြေကြီးကိုထိမိပြီးပျော့ပြောင်းတဲ့အပေါ်ယံမြေလွာကိုဖောက်ထွင်းလိုက်တယ်။မြေကြီးကတုန်ခါသွားတယ်။အောက်မှနှဆိုင်တဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ပြီးတော့တိတ်ဆိတ်သွားတယ်။ တငယ်ချင်းတွေက မြေကြီးကိုမျက်စိကျဲကျဲနဲ့ကြည့်နေကြတယ်ခဏကြာတဲ့အထိဘာမှမဖြစ်ပေါ်ပါပြီးတော့ဖြည်းဖြည်းချင်းဆွေးမြည်နေတဲ့လက်တစ်ဖက်ကဂူကနေထွက်လာပြီးလက်ချောင်းတွေကလက်သေးကဲ့သို့ကိုယ်ကောက်သွားတယ်မြေကြီးကကွဲအပ်သွားပြီးတစုံတစ်ခုကလွတ်မြောက်ဖို့ကြိုးစားနေတယ်လေဒူးကပုတ်တိုးနေတဲ့အနံ့နဲ့ရှေးဟောင်းတစ်ခုခုတစ်ခုခုမှားရွံ့နေတဲ့အနံ့တွေနဲ့ပြည့်နေနေတယ် တရိုးစုတစ်ခုစုပ်ပြဲနေတဲ့ဇာပနဝတ်စုံတွေနဲ့ဖုံးအုပ်ထားတဲ့ပုံတံကဂူကနေထွက်ပေါ်လာတဲ့သူ့ရဲ့မျက်လုံးတွေကအစိမ်းရောင်အလင်းရောင်နဲ့လင်းထိန်နေတဲ့အသားတွေကအယိုးတွေကနေချီနှောင်ထားသလိုဖြစ်နေတယ်ဖုတ်ကောင်လို့ထလာတယ်မြက်ကအော်ဟစ်လိုက်တဲ့ခြေက နောက်သို့လဲကျသွားပြီးဂူကြောက်တိုင်တစ်ခုပေါ်မှာခြေချော်သွားတယ်ဝင်းကအော်ဝက်ဆာရဲ့လက်မောင်းကိုဆွဲယူလိုက်တယ်ဘာလုပ်လိုက်တာလဲ ဖုတ်ကောင်ကနှဆိုင်တဲ့အတန်တစ်ခုကိုထုတ်လွှတ်လိုက်တယ်သူကလမ်းလျှောက်နေကိုမှတ်မိတယ်လို့သူ့ရဲ့ခြေလက်တွေကိုလှုပ်ရှားနေတယ်ပြီးတော့သူကသူ့ဘက်ကိုဖြည်းဖြည်းချင်းစိတ်ရှည်စွာဖြင့်ဦးကောင်းကိုလှည့်လိုက်တယ်ပြီးတော့သူကပြစ်ခတ်လိုက်တယ်အလက်စ်ကဖုတ်ကောင်ရဲ့ရှိလျားတဲ့လက်သေးတွေနဲ့သူ့ကိုရိုက်ခတ်လိုက်တာကိုမိမောင်းထိုးပြလိုက်တယ်မိယာကဂျက်ကိုဆွဲယူကသူ့ကိုမတ်တက်ရက်စေတယ်ပြေးပါလို့သူမက အော်ဟစ်လိုက်တယ်သူတို့ကတင်းကြိုင်းတဝမ်းမှာပြေးလွှားနေကြတယ် ူကြောက်တိုင်တွေကိုရှောင်ကသူတို့ရဲ့အသက်ရှူတန်တွေကကျန်းတန်းစွာထွက်ပေါ်နေတယ်။ဒါပေမဲ့ဖုတ်ကောင်ကဘယ်လောင်းကောင်ထက်မဆိုကိုမှုမြန်ဆန်းစွာရွေ့လျားနေတယ်။ဒါကအမျက်တော်တဲ့နဲ့လောင်ကျွမ်းနေတဲ့တစုံတစ်ခုဖြစ်တယ်။သူတို့ကတင်းကြိုင်တကားကိုနီးကပ်လာတဲ့အခါပေါ်ဝါကကနောက်သို့လှည့်ကြည့်လိုက်တယ်။ဂူတွေပွင့်နေတာကိုတွေ့ရတယ်။ ရိုးစုလက်တွေစွာကမြေကြီးကနေထုတ်ပေါ်လာပြီးစုပ်ကင်နေကြတယ်မျက်လုံးတွေက အမောက်ထုထဲမှာလင်းထိန်နေတယ်ကျင်းစာကချိုးဖြက်ခံလိုက်ရတယ်လူတွေတွေနိုးထလာကြတယ်မယ်ကငိုကြွေးလိုက်တယ်ကိုကိုပြန်ပိတ်ရမယ်ငါတို့လုံရမယ်ဘလို့လုံမလဲရှိတ်ကကြောက်ရွံ့နေတဲ့မျက်လုံးတွေနဲ့အော်ဟစ်လိုက်တယ်အော်လာခါကသူ့ရဲ့လက်ဝတ်ရတနာကိုမြေကြီးပေါ်သို့ပစ်ချလိုက်တယ်ပြီးရင် သူကသူ့ရဲ့တငယ်ချင်းများကိုဆက်ပြေးပါဟုအော်ဟစ်လိုက်တယ်သူတို့လည်းတင်းကြိုင်းတကားစီတို့ပြေးလောသွားကြတယ်ကိုကကသူကိုယ်တိုင်ကူတူပြန်သွားရန်ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့လက်ဝိယတနာကိုမြေကြီးပေါ်သို့ပစ်ချလိုက်ပြီးဂူကို ပြန်ပိတ်ရန်စူးစမ်းလိုက်တယ် ထိုအချိန်မှာအမေကြီးကတုံခါသွားပြီးလေဒုတွင်လျက်စီကြောင်းများဖြစ်တန်းသွားတယ်ဖုတ်ကောင်ကလည်းရက်တန့်သွားပြီးသူ့ရဲ့မျက်လုံးကတဖြည်းဖြည်းမိန်သွားတယ်ပြီးရင်ဖုတ်ကောင်ကမြေကြီးထဲသို့ပြန်ဝင်သွားပြီးဂူကလည်းပြန်လဲပိတ်သွားတယ်ညလည်းတိတ်ဆိတ်သွားတယ်အလက်စကမြေကြီးပေါ်တွင်လဲလျောင်းနေပြီးသူ့ရဲ့လက်တွေကတုံနေတယ်သူ့ရဲ့တငယ်ချင်းတွေကလည်းသူ့အနာကိုပြေးလာကြတယ်မြာကဂူကိုကြည့်ရှုနေပြီးဒါပြီးသွားပြီလားဟူမေးတယ်ဝင်းကတွွေးကိုမျိုးချလိုက်ပြီးငါမသိဘူး ါပေမဲ့ဒီကနေအရင်ထွက်သွားကြရအောင် ဟုပြောလိုက်တယ်။သူတို့ကတော့ထိုညအကြောင်းကိုဘယ်တော့မှမပြောကြတော့ပါ။ဒီဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ subscribe လုပ်ပေးသွားပါဦးနော်။